သူများရဲ့စီးပွားရေးကိုတိုက်ခိုက်တာပေါ့နော်အခုနောက်ပိုင်းမှာဒီလိုမျိုးဟာကိုစားပြီးတော့ရောဂါဖြစ်နေတဲ့လူတွေတပုံကြီးအခုငါးရေကိုကြော်လေးခားတယ်ခားတယ်ဆိုပြီးဖြစ်နေကြတာလေအဲ့ဒါဘာဖြစ်လို့လဲဆိုတော့မဆက်ကိုင်းစမင်္ဂလာပါကေဘရော်ရဲ့ DPU finally ကတော့ဒီလဲပေါ်မှာလဲဟောနေတယ်ဗျာနော်9ရက်ခွန်ကျော်နော်ဒါနဲ့ပတ်သက်ပြီးတော့မှဒီစားသွန်းသူတွေအနေနဲ့လုံအောင်တိထားတင်တဲ့9ရက်ခွန်ကျော်အကြောင်းလေးတွေကိုအာသူကအာ မျှဝေထားတာပါဆိုတော့ video finding ကတော့ဒီ9ရက်ခွန်ကျော်ကျိတ်တဲ့မျိုးတွေเนาะအတကယ်တည်းသိထားသိနေ video finding ပါဆိုတော့ video finding ကိုဘုသူဒအဖြစ်ငါတို့လိုက်ကြည့်လိုက်ရအောင် okay so let's go အားရေကွန်ကြိုးလေးကိုလေဒီလိုလိုကြီးစားပြပြီးလေဝဲဝဲပွေးရောင်းရတာလေဆက်ဆက်ကျဲရောင်းရတာလေနော် အဲ့ဒါဒီတချင်းရပြကြရဲတိလားအဲ့ဒီမှာယူခွန်ကျော်လေးဒီဘလူးမျိုးနေရာကဒီဘလူးဝေတဲ့နေရာဆိုတာတိုင်းကိုပြောပြနိုင်တာမဟုတ်ဘူးဝေတဲ့နေရာပုံလေးဒီ အားရေကိုတန့်စင်နေတဲ့ပုံလေးဒီနောက်ပြီးရင်ငားရေကိုဘလို့စီမျိုးနဲ့ကြော်တယ်ဆိုတာမျိုးတွေငားရေကိုကြော်ရင်းနဲ့စီရေကဘလို့ဖြစ်သွားရင်ဘလို့မျိုးစနစ်တကျစွန့်ပစ်ပါတယ်ဆိုတဲ့ဟာလေးဒီအဲ့ဒါမျိုးလေးတွေပေါ့နော် post လေးတွေနေပြီးတော့ငါရဲ့ contact ချက်လို့လေနော်သတိထားသိနေသူများရဲ့စီးပွားရေးကိုတိုက်ခိုက်တာပေါ့ဟုတ်တယ်ဟုတ်တယ်အခုနောက်ပိုင်းမှာဒီလိုမျိုးဟာတွေစားပြီးတော့ယောဂါဖြစ်နေတဲ့လူတွေတပုံလေးအခုငါရေကုန်ကြော်လေးခားတယ်ခားတယ်ဆိုပြီးဖြစ်နေကြတာလေအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကိုရီဈေးတွေမှာလည်းသိတယ်ငမြချင်းအဲ့ရွှေပြောက်ငါးစီမှာတွန်းကြည့်ကြည့်လိုက်ငါချစ်ဆိုရင်ဘာလဲနေကြနေကြဆိုတာအဲ့ဒါမလက်တော့တဲ့ဟာတွေအဲ့ဒါဆိုဈေးတော်တယ်เนาะအဲ့လိုမျိုးငါးချစ် စ်တွေငါးချစ်တွေချစ်တဲ့အခါကျရင်လက်တွေငါးငါးချစ်သွားချစ်လို့လုံးဝမရဘူးဒီလားနည်းနည်းမလက်တော့ပဲနဲ့အသားနာနေတဲ့ငါးကိုပဲချစ်လို့ရတာနေကြဆိုတဲ့ငမြချင်းမျိုးကိုပဲချစ်တာတော့နေကြဆိုတာအခုလိုမျိုးပွင့်တဲ့နေကြကိုပြောတာမဟုတ်သိမလက်တော့တဲ့နေကြကိုပြောတာအဲ့လိုငါးတွေကိုပဲငါးချစ်ချစ်လို့ရတယ်ချစ်ပြီးသွားလို့ရှိရင်သူရဲ့အေးကွန်ငါးရဲ့အတွင်းကဒါတော့ဘယ်လိုလဲမသိဘူးအေးကွန်နေရလीမလက်တော့လीအေးကွန်နေရအနံ့နေထွက်တယ်အသားက တာအနှံ့မထွက်တာအဲ့ရေကုန်တွေကယူရဲလာတာအဲ့လိုရေကုန်မျိုးကိုပဲယူပြီးတော့ကြော်ကြတာအဲ့တော့ဈေးတွေမှာဟိုနီကပို့စ်လေးတစ်ခုအောင်ဓာတ်ပုံပဲစေထားတာကိုကိုယ်တိုင်ညင်ခဲ့ရတာဆိုရင်လေကွက်ထဲကရှွန်နေဈေးတဲကရေမြောင်းပုတ်ထဲကရှွန်ပဲဟာပို့ပြီးတော့တတိပို့ကောင်းတယ်ထင်လေရေကန်တွေကရှွန်မှာငါပေလူးနေတာရေတွေအုံစေးကြော်လုတ်သေးတယ်ဒီငါရေကုန်ကြတော့ငါတွေချစ်ထားတာလေအသားတွေကဟိုကဖြစ်တာအဲ့ဒါဆိုလို့ရှိရင်အဲ့လိုမျိုးချစ်ထားတာကိုတို့ တို့ကမကောင်းဘူးလို့ပြောတာဦးအကုန်လုံးကဒီလိုတွေဖြစ်ကုန်ကြတယ်เนาะအဲ့ဒါဆိုရင်ပြောမယ်ရေမြောင်းလေးကိုကြာသွားတယ်အသားဟင်းတစ်ဖက်ကိုပြန်ကောက်ပြီးတော့ကြော်စားမလား နော်ရေဒီအခုအင်ရှင်ငါတို့အင်ရှင်မှာဆိုအင်ရှင်မြောင်းကြည့်အဲ့မြောင်းနဲ့ကိုကြသွားတဲ့အသားဘက်ကိုပြန်ကောက်စားပြန်ကောက်ပြီးတော့ရေစေးပြီးကြော်စားတဲ့လူမျိုးရှိတာနော်အဲ့တော့ငါးရေကောင်ကသူများစီးပွားရေကိုလုံးနေထူတာမကိုယ်လည်းအရင်တော့စားတယ်ဒါပေမဲ့အခုနောက်ပိုင်းဟာနေမစားငါးရေကောင်လေးခါတယ်ခါတယ်ဆိုတာအဲ့လိုမျိုးမလက်တော့တဲ့ငါးတွေညားတာလည်းဖြစ်နိုင်တယ်စီအတိကကြော်ထားတဲ့စီကဘာနဲ့ကြော်ထားတာလဲအဲ့ဒီစီတွေထပ်ခါထပ်ခါပြန်ပြီးတော့ကြော်တော့အဲ့ဒီရေကောင်တွေကခါတာပဲနော်အဲ့တော့ထုတ်တဲ့လူတွေကလည်း quality ကိုထိန်းစေ ေခြင်းနဲ့ကိုယ့်နာမည်ကိုတခြားလူကယူသုံးပြီးတော့စီးပွားရေးလုပ်တယ်ဆိုရင်ကိုကအဲ့ဒီလူကို quality ကဲဆိုတော့အမေဆိုရရင်ဒါကတော့ဒီ9ရက်ခွန်ကျော်စိတ်တက်လူတွေတကယ်တည်းသတိထားသင့်တဲ့အချက်လေးတွေပါဗျာနော်ဆိုတော့9ရက်ခွန်ကျော်လောက်တဲ့ဒီထုတ်လောက်တဲ့သူတွေကတော့ဒီ9ရက်ခွန်ကျော်ကိုမင်ကဝင်တယ်နော်ဘလို့လောက်တဲ့ဘလို့အနေထားမှ9ရက်ခွန်ကျော်ကရတယ်ဆိုတဲ့ဟာမျိုးတော့ပြီးရင်ဒီဘလို့စီနဲ့ကျော်တယ်ဆိုတဲ့ဟာမျိုးတော့သူတို့ကတော့ရှားပြမှာမဟုတ်ပါဘူးနော်ဆိုတော့ စားသုံးသူတွေနည်းနည်းပဲသတိထားရမှာပါ။နော်ဒီစီဆိုတဲ့အမျိုးကလည်းပြာနော်၄ခါ၅ခါလောက်ထိုက်ပြီးထိုက်ပြီးကြော်လိုက်ရင်ဒါအခါသွားတတ်ပါတယ်နော်။ဆိုတော့အာကိုယောဂါကိုဝေစားသလိုမျိုးဖြစ်သွားမှလည်းစိုးရင်ရတယ်ဗျာနော်။အာတကယ်တဲ့တည်းကျွန်တော်တို့လိုက်ပေါ်မှာခဏခဏလေးတွေးရတယ်၅ရက်ခွန်ကြော်တယ်ခါပြီးတော့မှပြန်ပိုးတာမျိုးတွေနော်။အဲ့တော့စောတကားတက်နေတဲ့အာဗီယိုဖိုင်လေးတွေတွေးရတယ်ဗျာနော်။ဆိုတော့ တရားကနော်အပင်းရတော့အပင်းကြတာပေါ့စားတာတော့စားတာပေါ့နော်ဒါမျိုးဒီကိုစားလိုက်တော့အပြင်ဒီကကိုကယောဂါကိုဝင်စားသလိုမျိုးဖြစ်သွားရင်တော့မကောင်းဘူးဗျာနော်စီကမတိုက်ရင်ဒါယောဂါကလည်းတော်တော်ကြီးကိုအာဒါဖြစ်ဖို့ပဲမြားပါတယ်ဆရာစားသုံးသူတွေနည်းနည်းတကယ်လဲဒါသတိထားသိမ့်ပါတယ်နော်ငါးရက်ခွန်ကျော်ချိန်တဲ့မိတ်ဆွေတော်တော်သတိထားသိမ့်ပါတယ်သူတို့ပြင်းတော့ဒီငါးရက်ခွန်ကျော်ကိုပေကားရတယ်ဆိုတာ အာဒီမျိုးကြီးသားတွေကတော့တော်တန်တော်လူတော့သိမှာမဟုတ်ဘူးဗျာเนาะကျွန်တော်တို့ကိုယ်တိုင်ကလည်းဒီ9ရက်ခွန်ကျော်တွေကတော့အများကြီးဘေးကနေရလဲဆိုတာကျွန်တော်လည်းမသိပါဘူးဆိုတော့ဒါဒီညီမလေးပြောတဲ့အထင်မှာကတော့ဒီဘလိုဘေးကနေရလဲဆိုတာအကုန်လုံးပါတယ်ဗျာเนาะဆိုတော့ဒါရှင်းရှင်းလေးရေเนาะဆိုတော့အာတကယ်မျက်စိနဲ့မြင်အောင်ကြည့်လိုက်တော်တော်ကြီး အညတိညိပဲအဲ့လိုလုပ်တဲ့အနေအထားမျိုးနဲ့လည်းတူပါတယ်ဆရာတော်တော်ကြီးသတိထားဖို့လိုပါတယ်ကိုစားလိုက်သွားအပြင်ဒီအာမဖြစ်ပဲနဲ့ယောဂဒီရတတ်ရင်လည်းမကောင်းဘူးပြเนาะဆိုတော့ငါရဲ့ခွင့်ကြော်ကိုကြိတ်တဲ့မိတ်ဆွေတွေသတိထားဖို့လိုပါတယ်ဆိုတဲ့အကြောင်းကိုဗုဒ္ဓအဖြစ်ပြန်ရင်ပြီးတော့မျှဝေလေးရှင်ဖြစ်ပါတယ်ဆိုတော့ video file ကတော့ဒီလောက်နဲ့ဆုံးသတ်လိုက်ပါတယ်နောက်ထပ် video file မှာကျွန်တော်တို့ပြန်ကြည့်ကြအောင် see you next video